ခုံယူရတဲ့သားသမီးတွေမဖြစ်စေချင်ဘူးပျော်ရွှင်နေတဲ့သားသမီးလေးတွေကိုပဲမြင်ကျင်တယ်အဲကိုခုံယူရဖို့အတွက်ကိုသူတို့မှပင်ပန်းစွာအဲ့လိုကြီးလုံးလုံးနေရတာမျိုးမဟုတ်ပဲねသူတို့ life လေးကိုသူတို့ enjoy ဖြစ်ရမယ်ပျော်ပျော်ရွှင်ရွှင်လေးနဲ့အာပြီးတော့နေ့ရက်တိုင်းကိုတန်ဖိုးရှိရှိလေးနဲ့သူတို့ဖြတ်တန်းစီကျင်တယ်အဲတော့နမဲတို့တွေရဲ့ life standard တွေပေါ့နော်ဘယ်လိုပြောရမလဲကိုယ့်ရဲ့စံနှုန်းတွေကမှားယွင်းနေခဲ့တယ်ဆိုလို့ရှိရင်ဥမာနမဲတို့တော့ဆိုရင်အင်ဂျင်နီယာဖြစ်မှဆရာဝန်ဖြစ်မှဆိုအဲ့ဒါမှဖြစ်တဲ့သူကပဲသူ life life ကြီးอ่ะဟို satisfying ဖြစ်เสียမကောင်းဘောเนาะစိတ်ကျေနပ်เสียမကောင်းငါ life ကြီးอ่ะသူများနဲ့ရှင်ရန်ဟိုအဆင်မပြေဘူးလို့ထင်ခဲ့ကြရတယ်ဗောနော်အဲ့လိုဆိုနေစဉ်ဘဝမှာလုတ်တဲ့အလုပ်တွေမှာလည်းအဆင်မပြေတော့ဘူးအဲ့လိုမဟုတ်ဘဲနဲ့သူတို့ရဲ့စိတ်လေးတွေထဲမှာအဲလူတွေအားလုံးကတန်ဖိုးရှိတယ်ဘယ်နဲ့ပတ်ရမှာမဆိုလူတွေလိုအပ်တယ်ကျွမ်းကျင်သူတွေလိုအပ်တယ်အဲအဲ့လိုမျိုးလေးသူတို့ life လေးကိုကျေနပ်စွာနဲ့နေစဉ်ဖြတ်တန်းနေတဲ့သူလေးတွေပဲဖြစ်စေချင်တယ် တော့လေနမြက်ကကလေးတွေကိုဒါကိုစာရီလဲဖတ်ရင်းနေပေါ့နော်သူတို့နဲ့တော့ဟိုတငယ်ချင်းလိုလေးဟိုအဖြစ်ဖြစ်တာများပါတယ်သူတို့ပြအဲကြက်ကြက်လေးအကြီးလေးပေါ့နော်ตาလေးနဲ့ဆိုလို့ရှိရင်လဲသူကလူကြီးဆန်တယ်အဲ့လိုဆိုသူလဲဆိုလို့ရှိရင်အဲ့လိုမျိုးလူကြီးလေးတယောက်လိုပဲ discuss လုပ်လို့ရတယ်အဲ့လိုဘလို့ထင်လဲဘလို့မြင်လဲသူကတော့ဘလို့လုံသွားတာတွေ့လားအဲ့အဲ့လိုလေးပေါ့နော်အဲ့လိုလေးဆွေးနွေးတဲ့သဘောမျိုးလေးနဲ့သူတို့နဲ့တော့တိုင်ပင်ပြီးတော့ထင်းချောင်းဖြစ်ပါတယ်နမြက်ကဟုတ်အဲ့ပညာရေးအပိုင်းကတော့အခုသူတို့က MIS SMS မှာတက်နေတာပေါ့နော်ဟိုစင်ပြေတယ်ပြီးတော့တော့နမက်ကအဲကလေးတွေကိုအဓိကအားဖြင့်တော့နမက်စာပေါ်မှာအဲကိုဆရာဝန်ဖြစ်ခဲ့တယ်ဆိုပေမဲ့လေသူတို့ကိုလေစာတွေအရန်လှုပ်ခိုင်းတာစာတွေတွန်းတာအဲ့လိုမျိုးနမက်တစ်ခါမှမလုပ်ဘူးသူတို့ကိုအဲဒီလို ပေါ်ပေါ်ပါပါလေးပဲပေါ့နော် လုံခိုင်းနေပြီးတော့တို့ရတို့တို့ဟိုတခြားနေရာတွေမှာနည်းပြပို့ပြီးတော့အချိန်ပေးပြတယ်တို့ရဲ့အာဂဇာတို့ရဲ့ဒီအနုပညာဘိုင်းပေါ့နော်နည်းတို့ဂီတပေါ့နော်အခုကတော့တို့ဂီတကိုစိတ်ဝင်စားနေတယ်အဲလိုဆိုတော့တို့စိတ်ဝင်စားတဲ့အပိုင်းလေးကိုပဲလိုက်ပြီး support လုပ်ပေးဖြစ်တယ်နည်းပြတို့ကလေအခုရွယ်ထီတော်နည်းပြကိုအဲ့လိုကြီးလေအဲဘာဖြစ်ချင်တယ်အဲ့လိုမျိုးကြီး သူတို့ဟိုဖြစ်လာတာမျိုးတော့ပေါ်ပြလာတာမျိုးတော့မရှိသေးဘူးအာသူတို့စိတ်ဝင်စားတာလေးတွေလိုက်ပြီးတော့နည်းမြတ်ကတိုးထီတိုးထီပေါ့နော်နည်းမြတ်တို့ဆိုလို့ရှိရင်ငငယ်တော့ဆိုရင်စာပဲလောက်ရမယ်ကျန်တာစိတ်ဝင်စားနေကျန်တာစိတ်ໃຫရင်သွားမှာဆိုလို့ဆိုရဲ့ ဟိုဒါအဲ့ဒီနမတူ generation ရဲ့ concept တွေဖြစ်ခဲ့တာပေါ့နော်အခုခင်မှာကြာအဲ့လိုမဟုတ်တော့ဘူးဘယ်နေရာမှာပဲဝါသာ music ကိုဝါသနာပါတာလား sports ကိုဝါသနာပါတာလားပါတဲ့ဟာပေါ်မှာတကယ်ဟိုထူးထူးဂျွန်ဂျွန်ဖြစ်တယ်ဆိုလို့ရှိရင်တကယ်ဟို income ကောင်းကောင်းနဲ့ရက်တည်လို့ရတယ်ဆိုတာအကုန်လုံးကတိသွားပြီဆိုတော့အဲအခုနောက်ပိုင်းကလေးတွေကိုတော့မိဘတွေအားလုံးကအဲ့ဒီလိုပဲသူတို့ဝါသနာပါတာကိုပဲ support လုပ်ပေးကြတာပါဟုတ်ကဲ့ဘယ်လိုမိဘတွေကပါလဲ ။ဒါပေမဲ့ကိုတိုင်ကတော့လေအဲကိုကိုကိုကြီးပြောရတာကြောင့်လေတမျိုးကြီးတော့ဖြစ်နေရပါဘောနော်။ဒါပေမဲ့ဒါပေမဲ့ကတော့အဲ့လိုလေအရန်လောဘကြီးတဲ့မိဘတွေမှမပါဘူး။အဲသူတို့ကိုဒါပေမဲ့ ဲ့ခံယူထားတာတကွာတော့ဟိုဂုံယူရတဲ့သားသမီးတွေမဖြစ်စေချင်ဘူးပျော်ရွှင်နေတဲ့သားသမီးလေးတွေကိုပဲမြင်ချင်တယ်အဲ့တော့ကိုဂုံယူရဖို့အတွက်ကိုသူတို့မှာပင်ပန်းစွာအဲ့လိုကြီးလုံးလုံးနေရတာမျိုးမဟုတ်ပဲねသူတို့ life လေးကိုသူတို့ enjoy ဖြစ်ရမယ်ပျော်ပျော်ရွှင်ရွှင်လေးနဲ့အာပြီးသွားတော့နေ့ရက်တိုင်းကိုတန်ဖိုးရှိရှိလေးနဲ့သူတို့ဖြတ်တန်းစီချင်တယ်အဲ့တော့နမဲတို့တွေရဲ့ life standard တွေပေါ့နော်ဘယ်လိုပြောရမလဲကိုယ့်ရဲ့စံနှုန်းတွေကမှားယွင်းနေခဲ့တယ်ဆိုလို့ရှိရင်ဥမာနမဲတို့တော့ဆိုရင် engineer ဖြစ်မှဆရာဝန်ဖြစ်မှဆို ော့အဲ့ဒီညာမဖြစ်တဲ့သူကပဲသူ့ life ကြီးကဟို satisfying ဖြစ်စရာမကောင်းဘောနော်စိတ်ကျေနပ်စရာမကောင်းငါ life ကြီးကသူများနဲ့ရှင်ရန်ဟိုအဆင်မပြေဘူးလို့ထင်ခဲ့ကြရတယ်ပေါ့နော်အဲ့လိုဆိုနေစဉ်ဘဝမှာလုတ်တဲ့အလုပ်တွေမှာလည်းအဆင်မပြေတော့ဘူးအဲ့လိုမဟုတ်ဘဲနဲ့သူတို့ရဲ့စိတ်လေးတွေထဲမှာအဲလူတွေအားလုံးကတန်ဖိုးရှိတယ်ဘယ်နဲ့ပတ်မှာမဆိုလူတွေလိုအပ်တယ်ကျွမ်းကျင်သူတွေလိုအပ်တယ်အဲအဲ့လိုမျိုးလေးသူတို့ life လေးကိုကျေနပ်စွာနဲ့နေစဉ်ဖြတ်တန်းနေတဲ့သူလေးတွေပဲဖြစ်စေချင်တယ်နမကတော့